ကယ်လည်းသူစနန်းအတန်တော့တကယ်ထွက်လာတယ်ပီပီသသကြီးတာမဟုတ်တော့တိတ်ပြီးတော့မပြတ်သားဘူးပြဆက်နဲ့ကြားရတဲ့အတန်မျိုးဥမာပြောအေးဟုတ်လားဆိုရင်ဟုတ်တယ်ဆိုရင်ဟာမျိုးဥမာဟုတ်တယ်ဆိုတာကြီးတော့တကယ်ကိုယ်ကိုယ်တော့မဟုတ်ဘူးဗျာတကယ်နဲ့ကျွန်တော်ကန်ကောင်းတတ်တာအဲ့လိုမျိုး၆ခံရတဲ့အချိန်ဆိုအေးဆိုကြောက်သွားပြီဆိုတဲ့အချိန်ကကျွန်တော်အိုင်နာမှမရှိဘူးအဲ့ကြောင့်မို့ကျွန်တော်ကမကြောက်တာတကယ်နဲ့ကျွန်တော်လည်းကြောက်တာပေါ့ကျွန်တော်ကမကြုံရတဲ့အတွက်မကြောက်တာဩတကယ်ချစ်ရင်တော့ရှေ့ရနေတော့ကာကွယ်ပေးရမှာပေါ့ ကြောက်တာတွေနောက်ထားဗောပြီးမှသေးဆိုရင်ဆိုပါစေဗော။ တို့အားသာအောင်ဘာမှမထောက်ကြဘူးတိချင်းကလေးဆုံးဆန္ဒတခုပေါ့နော်ကျွန်တော်ပိတ်ကားပေါ်မှာကျွန်တော်ရောက်ဖူးခြင်းနဲ့အခုကျွန်တော်ရောက်ခွင့်ရခဲ့ပြီပေါ့ဒါကျွန်တော်ရဲ့ပထမဆုံးကားလေးပါနော်ကားလေးကပြည်သက်တွေကြည့်လို့ရှိရင်လို့ထူးခြားမှုရှိမယ်ဆိုတာကဆရာဦးမျိုးမင်းရဲ့ကားဖြစ်နေတဲ့အတွက်ဆရာဦးမျိုးမင်းကပြီးတော့ဆရာဦးမျိုးမင်းရိုက်ဟိုပြန်မရိုက်တော့ဘဲနဲ့ကြာခဲ့ပြီးမှပြန်ရိုက်တဲ့ကားဖြစ်တဲ့အတွက်ခံပတ်ပေါ့နော် ဲ့တော့အဲ့ကားလေးကကောင်းမယ်လို့လည်းကျွန်တော်တို့ကဟိုတရားခံတော့ယုံကြည်ပါတယ်ကြိုပြီးမပြောချင်ပါဘူးကြည်ပါလို့နိုင်စင်းနေရိုက်တဲ့ခါကျတော့ဒါဆရာတော့အဓိကကလည်းညကားပြည့်တဲ့အတွက်ဟိုနိုင်စင်းနေကြီးပဲရိုက်တာနိုင်စင်းနေရိုက်ရတော့ဟိုသူ့အဲ့လိုမျိုးခြောင်တို့အဖွဲလဲပါတော့သူ့ကြားလေးဖြစ်တာမျိုးတွေရှိတယ်အဲပျော်စရာလေးရှိတယ်ကြောက်စရာလေးရှိတယ်ဟုတ်အဲ့လိုဖြစ်ပါလိမ့်မယ်ကျွန်တော်တို့ကျတော့ ကျွန်တော်ကျစိတ်စိတ်ကအဲ့လိုမျိုးတယောက်တည်းဒီမှာရန်ကုန်မှာလည်းတယောက်တည်းပဲတိမ်အိမ်ထဲမှာတယောက်တည်းပဲနေခဲ့တာတွေများတော့ကျတော့အဲ့လိုသိပြီးတော့ကြောက်တဲ့စိတ်တော့မရှိဘူး။အခုခုဆိုရင်တော့သူတို့ပြောရရှိတယ်အော်ကြားတယ်ကြားတယ်အတန်ကြားရဆိုဟုတ်လားကျွန်တော်နားထောင်ကြည့်တယ်အဲဟုတ်လဲဟုတ်တယ်။ဒါပေမဲ့ဟုတ်တယ်ဆိုရင်ဒါတကယ်ရှိတယ်လို့ကျွန်တော်တို့ကဂျုံပေးရမယ်။ပြီးရင်အဲ့ဒါကိုလက်ခံရမယ်ပြီးရင်ကျွန်တော်တို့ ဟိုအမြဝေပေးတယ်အဲလိုမျိုးစိတ်ထဲကနေလုတ်ပေးရတယ်အဲဒီလိုကြောက်တယ်ဆိုရင်တော့တကယ်လည်းကြောက်စရာကောင်းတယ်အနေထားမှာရှိနေရတဲ့အတွက်ကြောက်ရတယ်ဒါပေမဲ့ကျွန်တော်ကတော့ကြောက်တဲ့စိတ်ကိုတော့ဖယ်တယ်ပြီးရင်အမြဝေပေးတယ်အဲလိုမျိုးတိတ်ပြီးတော့မပြတ်သားဘူးပြဆက်နဲ့ကြားရတဲ့အတန်မျိုးဥမာပြောအေးဟုတ်လားဆိုရင်ဟုတ်တယ်ဆိုရင်ဟာမျိုးဟိုမှာဟုတ်တယ်ဆိုတာကြီးတော့တက်တက်ကွဲကွဲတော့မဟုတ်ဘူးဗျာသိလားဒါပေမဲ့ကြောက်တဲ့စိတ်ခံရှိနေတဲ့မိန်းကလေးတွေကနေကြားတဲ့အချိန်မှာသူတို့ကဟုတ်တယ်ဆိုအေးဆိုရဟာမျိုးသူတို့ကကြားလိုက်ရင် ဟုတ်တယ်ပဲအဲဒါဆိုဟုတ်တယ်အဲအဲ့လေတကယ်လဲထူးစန်းတဲ့အတန်တော့တကယ်ထွက်လာတယ်ပီပီသသကြီးဒါမဟုတ်တာတကယ်နဲ့ကျွန်တော်ကန်ကောင်းတတ်တာအဲ့လိုမျိုး၆ခံရတဲ့အချိန်ဆိုအေးဆိုကြောက်သွားပြီဆိုတဲ့အချိန်ကကျွန်တော်အိုင်နာမှမရှိဘူးအဲ့ကြောင့်မို့ကျွန်တော်ကမကြောက်တာတကယ်နဲ့ကျွန်တော်လည်းကြောက်တာပေါ့ကျွန်တော်ကမကြုံရတဲ့အတွက်မကြောက်တာကြုံကြုံလာရင်ကျွန်တော်တော့တခြားအာယုံလွဲ့ပြတာကျွန်တော်ကတခြင်းတွေကောက်အော်တာတို့ဇကားတွေပါကြီးကြည့်တာကျွန်တော်အရင်ကအဲ့လိုမျိုးအိမ်မှာတယောက်ခန်းထဲမှာကိုယ့်ဟာကိုယ်ပဲတိုက်ခန်းငှားပြီးတော့နေရတာဟုတ် မိသားစုလည်းမရှိတော့ဟဲ့အဲ့လိုဆိုရင်ကျွန်တော်ဒါကြောက်လိုက်ပြီးတရှင်းတွေပါကောက်ဆိုတော့တကားတွေပါကြည့်လိုက်တာဆိုတော့မေ့သွားတကြီးကစိတ်ပဲလေစိတ်ကိုအာရုံပြောင်းလိုက်ရင်မေ့သွားတယ်တကယ်ကြောက်ရင်တော့ပြေးရမှာပဲဘာဟီးရိုးမှလုံးမနေပါဘူး No no အော်အဲဟန်ဆောင်ပန်းဆောင်ပေါ့အေးလေတကယ်ကြောက်ပါလေဆိုမှနော်อ๋อတကယ်ချစ်ရင်တော့ရှေ့ရနေတော့ကာကွယ်ပေးရမှာပေါ့ ောက်တာတွေနောက်ထားဗောပြီးမှသေးဆိုရင်ဆိုပါသေးဗောဒီကားလေးကကျွန်တော်ရဲ့ဘဝရဲ့ပထမဆုံးယုံတင်တဲ့ကားလေးဖြစ်တဲ့အတွက်ကျွန်တော်အာအတိုင်းစားမရှိဘူးစိတ်ဝင်စားနေပါတယ်ရင်လဲခုန်နေပါတယ်ကျွန်တော်လဲကျွန်တော်တက်တက်လောက်လေးတော့မှတ်တက်လောက်လေးတော့လှုပ်ထားတယ်ကျွန်တော်တက်တက်လောက်လေးမှတ်တက်လောက်လေးအပြင်ဆရာဦးမျိုးမင်းရဲ့တင်ကြားမှုတွေနဲ့အတူကျွန်တော်ဆရာရဲ့ဖိတ်ခေါ်ရအောင်ပဲကျွန်တော်လိုက်သွားတာဖြစ်တဲ့ဒီဒီပါ